တဘာဝဆန်ဆန်လေလဲတကယ်ကိုထွက်တာပြီးရင် ionization ဖန်ရှင်လဲပါတယ်ကျွန်တော်တို့ smart me ရဲ့ fan 3ကိုတိုင်းလဲတုံးနေတယ်အသိမိတ်ဆွေတွေလဲတုံးတယ်တုံးမှုတဲ့လူတိုင်းကလဲဒီပန်ကာရဲ့ကောင်းတဲ့ဟာတွေကိုကောင်းကောင်းတည်တယ်သူကတုံးထားတဲ့ဒီ body material ကလဲနှစ်ပရိစေကြာသွားလို့ကျွန်တော်တို့ဝါညင်းညင်းဖြစ်သွားရင်လဲ ွားတိုက်စေးလေးနဲ့ပြန်တိုက်လိုက်လို့ရှိရင်ပြန်ပြီးတော့ဖြေးဆင်းသွားမယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ဒူကရှေ့မှာ display ပေါ့ဒါကကျွန်တော်က off ထားတယ်နောက်တစ်ချက်ကဒူကဒီမှာဆိုလို့ရှိရင်နောက်မှာဝင်ရိုးတိုင်ဆိုလို့ရှိရင်လည်း stainless steel ကိုတုံးထားပေးတယ်ဗျဘက်ထရီရဲ့ပုံစံကပင်းတူပင်သွားတယ်အောက်မှာဘက်ထရီကတော့ lithium battery ကိုမှကျွန်တော်တို့2800 mAh ဘက်ထရီတော့စိုက်သေးတယ်ဒါပေမဲ့ပန်ကာရဲ့ power တော့ယူတုံးတဲ့ဝက်က အားအနေနဲ့ဆိုလို့ရှိရင်နည်းနည်းလေးပဲယူတုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပြည့်တာတွင်းတာဗျာအားအပြည့်တွင်းဖို့ဆိုလို့ရှိရင်လည်း3နိုင်ခွဲ4နိုင်လောက်ဆိုရင်ကောင်းကောင်းပြည့်ပြီအဓိကကကျွန်တော်ကဘာလေးလှုပ်ချင်တာလဲဆိုတော့ကျွန်တော်က software လေးနဲ့ချိတ်ပြချင်တာ software လေးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ Mi Home application ပေါ့နော်ဒီထဲမှာဆိုကျွန်တော်ကဖန်ကျွန်တော်အိမ်ရတစ်လုံးနဲ့ဒီရတစ်လုံးကိုချိတ်ထားတယ်ดูก็တော့လက်ရှိအနေထားရဆိုလို့ရှိရင်เนาะดูก็ဒီမှာဆိုရင် အခန်းရဲ့ room temperature က30.2 temperature celsius ရှိတယ်ပြီး humidity ကတော့83%ရှိတယ်အဓိကတော့ကျွန်တော်ကဗာလဲဆိုရင် neutral mode ကိုကျွန်တော်ပြောင်းကြည့်မယ် neutral mode ကိုပြောင်းတဲ့အခါမှာအဓိက neutral mode ရဲ့လေကဟိုနောက်ဆုံးပြောလို့ရှိရင်ပန်ကာလေးကြောက်တဲ့လူပန်ကာလေးကိုမကြိုက်တဲ့လူတောင်ဒီပန်ကာနဲ့တွေ့လို့ရှိရင်လုံးဝကြိုက်သွားစေရမယ်နောက်တစ်ခုကတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအာ speed နဲ့ပတ်သက်တာတွေကျွန်တော် adjust လုပ်လို့ရတယ်နောက်တစ်ခုက swing ပေါ့ ဆွေးဆိုလို့ရှိရင်လည်းကျွန်တော်ကဆိုပါတော့ဗျ120ဒီဂရီကြီးကျွန်တော်မသွားမစေချင်ဘူးကျွန်တော်က30လောက်ပဲလူကိုတဲမသွားချင်ဘူးကိုတယောက်ထည့်တဲ့အတွက်ဆိုရင်ကျွန်တော်ကဒီမှာဆိုရင်ဆွေးက30လောက်နဲ့နောက်ပြန်လည်လာပဲဆွေးမှာကျွန်တော်တို့က30လဲထားလို့ရတယ်လို့နောက်တစ်ခုကဘာလဲဆိုရင်60 90 120ဆိုပြီးတော့ထားလို့ရတယ်ဗျနောက်တစ်ခုကတော့ကျွန်တော် screen ရဲ့ price နဲ့ပေါ့ screen ရဲ့ price နဲ့ကိုလည်းကျွန်တော်တို့ကချိန်လို့ရတယ်လေနောက်တစ်ခုကတော့ schedule တွေဆွဲလို့ရတယ် negative ion mode ပေါ့ negative ion mode ကတော့တေချာပေါက်ကျွန်တော်တို့ကွန်ထားမှကောင်းမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီပန်ကောင်တုံးနေဆိုတာက negative ion mode negative ion function ဘာလို့ကိုတုံးတာနောက်တစ်ခုကတော့ temperature sensor တွေ on မယ်နောက်ပြီးလို့ရှိရင်ဒီ automation တွေ on မယ်နောက်တစ်ခုကတော့ဒီမှာ style တွေ on မယ် okay ဒါဆိုလို့ရှိရင်တော့အခုကတော့သူကဒီမှာဆိုလို့ရှိရင်တော့အခန်းရဲ့ temperature ကနွေးနွေးလေးဖြစ်နေတဲ့အနေအထားဖြစ်တဲ့အတွက်သူကတော့နွေးနေတယ်လို့ပြောတယ်ပေါ့ ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က software လေးနဲ့ကိုတိုင်ကိုကြစမ်းတုံးကြည့်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ Xiaomi ရဲ့တနည်းအားဖြင့်တော့ Smart Mi ရဲ့ Fan 3ကျွန်တော်တို့အမိုက်စား Fan 3ကတော့ဒီလို software လေးနဲ့တွဲတုံးမှာတကယ်ဘယ်လိုခေါ်မလဲ Premium Channel ဆိုတဲ့ခံစားမှုကိုရမှာပါ Smart Mi ရဲ့ Fan 3ဝယ်ရင်လည်းဆိုလို့ရှိရင်တော့ Tegu 7 Electronic Hardware မှာကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာ